င်္ဂလာပါရှင်ဒီတရက်မှာလေဆရာစစောအောင်ရင်ပင်လေတွေကညသည်ဘရောက်ပန်းဖြစ်၏ဝထုတူလေးကိုဖပြခြင်းပါတယ်ဒီဝထုလေးဟာဆိုရင်20ရာစုဝထုတူများဖြစ်တယ်ဆာရေးဆရာတရားရဲ့ဝထုတူတရားစုစည်းမှုတွေက ဖြစ်ပါတယ်ရှင်နားဆင်ကြည်ပါရှင်ပင်လေတွေကညသည်ဘရောက်ပန်းဖြစ်၏ နက်ဖြန်တွင်ဗရောက်ပန်းများပွင့်လင်းပြီဟု တစုံတစ်ယောက်ကပြောကြတော်လဲယုံကြည်ရန်ခတ်ပါသည် ထို့သူသည်ပန်းများကိုပွင့်စေသူဖြစ်ကောင်းဖြစ်ပေလိမ့်မည်သို့တော့ပွင့်လာမည်ပန်းများသည်ပန်းများကိုပွင့်စေသူမဟုတ် ပွင့်လာသောပန်းများသာလျှင်ဖြစ်ပါလိမ့်မည်ပန်းများပွင့်လာကြောင်းတွေအယုံကြည်ရဆုံးထောက်ထားမှာပန်းများပွင့်လာခြင်းပင်ဖြစ်ပါသည်ဗရောက်ပန်းကိုကျွန်တော်ချစ်သည် ။အော်မနှက်ပြန်ဗရောက်ပန်းတွင်ပွင့်လည်မီတယ်။အထက်သို့တက်နေသောစိတ်လိတ်မီခုများပါမှခဝေးဝေးကရေတကွန်တစ်ခုကိုပြောင်းပြန်မြင်နေရသည်။စေးညို့ချောကြည့်သော ရေညှိလွှာများသာပြောင်းချောလုံးဝသော ကြောက်ဆောင်များကိုရစ်ပတ်လွှမ်းခြုံထားကြ၏။အဝါရောင်ခန့်တွေသော ပါတိတ်လုံးကြီးစကို လေတိုးတန်တက်တက်ကြားရသည်။သူကပြောမှုသည အချစ်ဆိုဒီမှာမမျောလိမ့်မယ်ရုပ်ချီးရောက်ရှိလာသည်သည် မိုးချိုးထစ်ခြင်းများလျှက်စစ်ပြက်ခြင်းများနဲ့တူကောင်းကင်အမြင့်မှဘဝအတွင်းသို့မမျောလိမ့်မယ်မုံတိုင်းတစ်ခုတက်ဆင်းကြရောက်လာတော့အခါဘဝတစ်ခုလုံးလှုပ်ရှားပြောင်းပြဲရောက်ရက်ခဲဇောက်ထိုးမှုမျောဖြစ်စီ၍တိရွက်ကလေးတည်းရဲ့ဗမာတိုက်ခတ်လွင်တည်၍အတူတည်းရဲ့နဲ့သောကြောက်တင်းသို့ ပြစ်ချခံလိုက်ရတဲ့သူအချစ်ဆိုသောမုံတိုင်းတစ်ခုကြောင့်တခါကတယောက်က ပြောခဲ့ဘူးသည်ဘဝအတွင်းသို့အချစ်ဆိုသောအရာသက်စင်းကြရောက်လာခြင်းတွေအစီအစဉ်ကိုရွဆူပြနေရမလို့ပါအချစ်တွင်အစီအစဉ်မရှိပါအစသည် အချစ်ဖြစ်၏အလဲသည် အချစ်ဖြစ်၏အဆုံးသည် အချစ်ဖြစ်၏အသားဖြူဖြူမျက်လုံးမိမိ တတက်ကလေးနဲ့ကောင်မလေးကို ကျွန်တော်ချစ်မိစဉ်ကအစသည် အချစ်ဖြစ်၏အလဲသည် အချစ်ဖြစ်၏အဆုံးသည်အချစ်ဖြစ်၏ဆလဲဆုံးအချစ်တွေဖြစ်နေလေအစီအစဉ်ဆိုဒီမှာပျောက်ွယ်ရေးသွားပါသည်အစလဲဆုံးလုံးလုံးမရှိတော့ပါ အစီအစဉ်ကြီးညာသောစာရွက်ကို ကျွန်တော်စုပ်ဖြဲလွှင့်ပြလိုက်သည်အပြင်မှာ မိုးမုံများကြာနေသည် စက်ကူစုပ်သည်အတုံးမချစွာ မိုးရည်ဖြင့်ပျော့ဤနှူး၍လဲလျောင်းနေသည်လဖက်ရည်ပကံတဲ့ကပုံနာလဖက်ရည်များသည်ကာလရှည်ကြခြင်းနှင့်တူပျော့ဤနှူးလျက်ရှိ။နက်ဖြံမနဲ့ဗရောက်ပန်းမြောက်ပွင့်မြည်ဆူခြင်းကိုကျွန်တော်မယုံပါ။မောမကန်ဆက်ကတောင်ခုံပေါ်မှာအမိုးအဝါနှင့်အေးဆန်ကလေးဆိုင်ရှိသည်။သူ့ခြေထောက်များ အလုံးလှပါသည်။ ပါလျာသောကျိုးတိုင်းဖက်နှမျိုးကို သူကြိုက်တတ်၏ရုပ်စွာအစုံတဲပြေပေါ်မှထင်ကျန်ရစ်သောဖက်နှဗလာသူ့ခြေဘွားအရာကလေးတီးပြီးလင်းအလုံးလှ၏ကမ်းခြေသို့ပြေးဝင်လာသောရှည်လိုင်းသည်တနည်းရရတစ်ချိန်ချိန်ကအတော်ညာ၍ပင်မန်းသောစရောငတ်ကိုကြောထက်မှဖောင်းတဲ့ပွဲ တင်ဆောင်လာခဲ့လိမ့်မည်ဟု ကျွန်တော်ပြောသောအခါသူနားမလဲ အမှန်စင်စင်ကျွန်တော်အလွန်ချစ်မိသောမျက်စိမင်းမင်းတတက်ကလေးနှင့်ကောင်းမလေးသည်ဘာကူမှ နားမလဲပါတက်မရဖြော်ရီခွက်ထဲသို့ပင်စင်းရွက်ကလေးတရရနဲ့ထည့်ပြီးတောက်ရချောင်းကိုလည်းသူနားမလဲပါ လူဘဝဤရခဲ့သောအဖြစ်တိုင်းရသောဘဝအတွင်းမှာလူလက်ခွင့်ရောင်ချီတန်းခဲ့သောဖြစ်ကဘူဒီကို သူနားမလဲပါ လူသားကြီးကြည်ကျက်မြင့်မြတ်မှုကို ပြတာရံမှတပါ အခြားတာဝန်အမှုပညာမှမရှိကြောင်းကိုလည်းသူနားမလဲပါတောက်ရီအိုးကိုမမှန်စီကြွ၍ရေးသစ်လဲပြရနေကျမ်းပြင်ကိုပြောင်းလဲအောင်မမှန်လှဲချင်းပြရလိုအပ်ကြောင်းကိုလည်းသူနားမလဲပါကဗျာတပုတ်မှာကဗျာသာဖြစ်ပါစီ ကာယံမလိုအပ်ကြောင်းပြောတော့ခါလဲသူနားမလဲပါလူတချို့ဤကောင်းနေမှာလေဟာနေတာရှိကြောင်းပြောတော့ခါလဲသူနားမလဲပါသူ့ကိုကျွန်တော်တစ်ချီကြောင်းပြောတော့ခါလဲ သူနားမလဲပါမျက်စီမေးတော့တတက်ပါတော့ကျိုးတိုင်းဖက်နဲ့ကြိုက်တတ်တော့ခြေချောင်းကလေးများအလုံးလှတော့ဤကောင်မလေးကိုဘာကြောင့်အသေးအံချစ်နေမိမဲကျွန်တော်နားမလဲပါအစွန်ဆုံးကစောက်လုပ်ရေးဘန်ဂလူရန်တာမှာနေလုံးကြီးပင်လေတဲ့ဆင်းသွားပုံကို ကျွန်တော်နဲ့အတူအတူကြည့်ခဲ့ကြသည်ထိုစဉ်ကကျွန်တော်ပခုံးပေါ်မှာသူ့ခေါင်းကိုမှီ၍ထားသည် အခြေသားယောက်ျားဖို့ရှက်လက်ရှိသည်သေးသွယ်သော သူကိုယ်လုံးပေါ်မှာ လောဘတကြီးနေရာယူဖုံးအုပ်ထား၏မိန်းကလေးများဘာကြောင့်ယောက်ျားဖို့ရှင်းအင်ကြီးပွားပွားကြီးတွေကိုနှစ်သက်ကြောင်းကျွန်တော်နားလည်သည်ဟုထင်ပါသည်ရှက်အင်ကြီးမှာအတော်အသင့်ရေဆိုနေ၏ရေချိုးပြီးစသူ့စပင်တိုးနှံ့ကလေးပေါ်မှာရေဆက်ရေပေါက်များစီချရွေဟုထင်ရသည်လက်ဆက်နှုတ်ပြသော ကိုနန်းသည် စစောအောင်ဆိုသောသူကိုထိုနေရာမှာပင်ကားစင်တည်၍ကိုမြန်လိုက်သည်နေလုံးကြီးကွယ်ပြောက်သွားသောအခါမောင်မကန်ရှိပြင်းသည်ထူးဆန်းစွာတောက်ပကြံ့၏ကျွန်တော်ရှင်နေကမိဘုံတရားသည်အေးမြလန်းဆန်းနေသည် အချစ်သည်အယောင်တောက်စားတတ်၏မောင်မကန်ကန်းချီမှာ အချီအယောင်တွေတောင်းနေသည်နူးညံ့ဆူဆူသောတဲတောင်ပြေသည်ပူနွေလျက်ရှိ၏ သူနှစ်ကျွန်တော်အသက်20နှစ်3လနှစ်4ရက်တတိကွာပါသည်ရှင်းရှင်းမြမြသူ့ကိုယ်ကလေးကိုဖတ်ထားရစဉ်ကအရှိတ်မိုးစွန်းမှာလာမင်းထွက်ယူနေပါသည်ကျွန်တော်ကိုဥစောအောင်ဟု သူခေါ်၏ထိုအဖြစ်ကရည်စရာကောင်းသည် ပင်လေထဲမှာကြောက်ဆောင်တလုံးဘောလောပေါ်နေသည်တတိတူတကောင်းသည် သူ့အမိကိုသူ့သုံးချိန်အော်ဟီ၍ ပြန်ပြေးသည်ရှေးလိုင်းများသည် စင်ဆက်မပြတ်ပြေးဝင်ရိုက်ခတ်နေ၏ညီငွေပြင်းဖွယ်ရာရှေးလိုင်းဂီတာသံများတဖြည်းဖြည်းနှင့်ဆူညံမြည်ဟီလာနေသည်ဆိုဆွတ်သောသဲမြေပေါ်ပေါ်ပေါ်မှရေစီးကြောင်းရများ တွွတ်ွွ့ကွေကွေထင်ကျန်ရည်၏လာရောက်ကြည့်သည်မဲနှင့်ညုံမောင်းသောကြောက်ဆောင်အငူစွန်းကိုရစ်ပတ်ဖက်တွဲထားလေလျှက်စစ်အော်ကင်း အတန်ဆန်းတက်တဲ့ကြာရည်စာသားအဆူမပါတော့ပတ်ပြိုးတပုတ်ဆက်တီးနေသည်သမုဒ္ဒခောသာဇတ်ထွဲရေချမုံပတ်ပြိုးဖြစ်ကြောင်းကျွန်တော်မသိပါချစ်တယ်ဆိုတာပါလေဥစောအောင်ဟု သူမေးတော့အခါအဖြေကိုကျွန်တော်မစင်စားမီထိုအမေဝကြဤတိဆောက်ပုံရည်စရာကောင်းချောင်းကိုသာကျွန်တော်သိလိုက်ဤငညီနဲ့ဆူဆူကလေးသည် ခြားလဲပက်လဲဝိဝဲ၍ပြေးလာနေသည်မနက်တုန်းကဒဝဲစည်းမဝဲခဲ့သည်စပေးပန်းကုန်းဤညိုးစော်နှစ်သက်ဖွယ်ရင်နဲ့ကစူးရှတင်းပြန့်သောငညီနှံကို စီးကြိုထွေးပိုက်လိုက်၏ထိုရင်နှံနှစ်ခုဆောင်ရရက်မှာ ဖြစ်ပေါ်သောရင်နှံဝဲကရက်ထဲတွင်ကျွန်တော်နစ်မြုပ်သွား၏မြန်မာနိုင်ငံမှာကျိုးတိုင်းဖနက်နေ့အလိုက်ဖက်ဆုံးခြေထောက်ကလေးများကို ပိုင်ဆိုင်ထားသော အသားဖြူဖြူမျက်လုံးမိမိတတက်ကလေးနဲ့ကောင်းမလေးသည်ကျွန်တော်ကို ခန္ဓာကြီးကျယ်သောမှားရွင်မှုတစ်ခုတွင်သို့ထဲ့သွင်းဖုံးအုပ်လိုက်ပါသည်အသည်နှလုံးထဲကအလင်းသည်လင်းထိန်တောက်ပါလေ၏အိမ်ဆိုသည်မှာနေထိုင်စရာအရာဝတ္ထုတစ်ခုပင်ဖြစ်ပါသည် သူ့အဆိုအရအိမ်တစ်လုံးစောက်ဖို့အကောင်းဆုံးနေရာနှစ်နေရာရှိတနေရာက တောင်ကုန်းအမြင့်ပေါ်မှာ နောက်တနည်းကဟိုးအောက်ချောက်ထဲမှာမြေပြဲမြင်းကြီးလွင်ပြင်မှာစောက်တော့အင်းသည် စိတ်ဝင်စရာမကောင်းဟုသူဆိုပါသည် တောင်တန်းပေါ်ကအိမ်ကိုရောက်အောင်သွားတော့အခါစကားပမာဆိုကြပါစို့တနေ့လုံးအလုသွားပြီညနေကိုအိမ်ကိုပြန်လာတော့အခါအိမ်ကိုအဝေးကလှမ်းမြင်နေရပြီထိုအိမ်သို့ရောက်အောင် တောင်ကုန်းအမြင့်ကိုတက်ရ၏တောင်ကုန်းအမြင့်တက်ရသည်ဆိုကြဲကား နည်းနည်းတော့မောမီမောဟိုက်ပင်ပန်းမှုကို အရင်ကရှေ့ထားပြီးမှအေးမြတော့တာရတော့ချစ်စရာပေါင်းများစွာကောင်းတော့အင်္ဂလီတဲ့သူဗျုံးကနေရုတ်တရက်ဝင်ရောက်လိုက်ချင်းသည်အရသာပင်ဖြစ်သည်ဟု သူဆိုပါသည် ကိုအင်ကိုရဟုသောအတိစေပြေစိတ်လွတ်ကိုလွတ်စိတ်လျှော့ကိုလျှော့လှေကားသုံးထစ်ချင်းမှာပြစ်ထိုင်ချလိုက်ရချင်းသည်အရသာဟု သူဆိုပါသည် တနေ့တာအလုပ်ပြီး၍ကိုအင်ကိုနေရာမှာချေပြည့်လက်ပြည့်ထိုင်ချလိုက်ရတော့ရတာကိုခံစားဖို့တောင်ကုန်းကိုတက်ရန်လိုအပ်သည် မောပန်းချင်းအရင်ကရှေ့ထားရန်လိုအပ်သည်ဟု သူယူဆပုံရ၏အလားတူပင်ဟိုအောက်ချောက်ထဲကအိမ်သူရောက်ရန်မှာလဲကြောက်ကိုစင်ရပါဦးမည်မြေသားကို ခုတ်ထွေးထားသောရေလီကားတင်များရှိစီကမူ အစင်းသည်လဲမောတပါသည်ခြေထောက်တွေညောင်းတပါသည် အစင်းနှင့်အတူ ရှိတက်တွေ့ရတတ်သောအရှင်ကိုထိမ့်ရသက်ရသည်မှာနောက်ဆုံးအင်္ဂလိပ်ဤလေကားခြေရောက်ခန်းသည်သုံးလေးလှမ်းလောက်အရှင်ကိုလွှတ်၍အပြေးကလေးဝင်ကားအထက်ပါအတိုင်းလေကားခြေရင်မှာပြစ်ထိုင်ချလိုက်ရခြင်းသည်အရာသာဖြစ်ပါသည်ကုန်းမြစ်ထိပ်ကို တရားတကယ်သူ ကျောက်အောက်တွင်သူစင်းရမှလဲမောတက်ပါသည်ထိုအမောသည်အင်းဤအေးမြတာယာချင်းကိုဒီဂရီပို့စီသည်ဟု သူဆိုပါသည်အင်းဤအရေးအာဝါဒကိုပို့၍နှက်ဆိုင်စီသည်ဟု သူဆိုပါသည်ကျွန်တော်ထံအသက်20ကျော်ငယ်သောဒီကောင်မလေးမှာဒီလိုထူးဆန်းသောကျွန်တော်မတွေးမိသော တွေးကလေးများရှိနေသည်ကချီကျူးစရာကြပြားမှာကာယံအရေးမကြီးကြောင်းသူမသိပေမယ့် မနစ်တနေ့ကကြီးညာတော့စာပေနိုဘယ်ဆုဘယ်သူရသွားသည်ကို မသိပေမယ့်အိမ်ပင်နေရာမှာစောက်တင်ကြောင်း သူသိသည်ရှိုဘင်တို့ချိုက်ကော့စကီတို့ဤမဟာလက်ရဂီတတွေမှာစာသားမပါကြောင်းမွန်ဒရီယန်ဤပချီကားတွေမှာတောတောင်ရည်မြီလူစာတော့သက်ရှိသက်မဲ့တွေဤပုံတူရုပ်တွေမပါကြောင်းနေမျိုးပလကျော်သူရောက်ပွဲရရွာစားကြီးစိန်မီတာဤလက်တန်းချူမှာ အဆူမပါပဲတီထားကြ။ပကံမြို့မှအာနန္ဒာသည် အုတ်အင်္ဂရီတို့ဖြည့်ဖွဲ့ထားသောကြပြားတပုတ်ဖြစ်ကြ။သူမသိပေမဲ့အိမ်အကြောင်းတော့သူသိနေသည်မှာကဘာကိုကြီးညာတဲ့သော အချက်တစ်ချက်ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ချွင်းချက်ဖြစ်နေတော့သူတခုပြောသေး၏။အကယ်၍သူသည် ကျွန်တော်နှင့်အတူရှိနေပါလေ။ပင်လယ်ကန်ဆက်ကတစ်သားတစ်ထပ်အင်္ဂလိပ်ကိုလည်း သူနှစ်သက်နိုင်ပါသည်ထို့သူနှစ်သက်နိုင်ခြင်းသည်ကျွန်တော်ကိုချီး၍တရှိလျှော့ခြင်းဖြစ်သည်ဟုသူဆိုပါသေးသည်သူကျွန်တော်နှင့်အတူရှိရပါသည်ဆောက်လုပ်ရေးဘန်ဂလုကလေး၏မျက်နှာစာဝရန်တာပေါင်းသို့ကျွန်တော်နောက်တစ်ခေါက်ပြန်ထွက်လာပြီးထိုင်နေကြပါသည်လာဝန်အတော်မြင်နေပြီပင်လယ်ဘက်ကလေသည်နှွေးတေးတေးဟုထင်ရတော့လေ ကျွန်တော်လက်မောင်းရေပြားပေါ်မှာအေးစိစိန်ဖြစ်နေ၏သူ့စပင်းထဲမှာလေမောကောင်းလျှော်ရင်းနဲ့သည်နာဤအနေငယ်ကြာသွား၏လက်ဆက်မှုအားပြော့သွားခြင်းကိုကနှစ်သက်ဖွဲခက်လန်လန်တဲပြင်းပေါ်သို့ယူကလစ်ပင်မှာအရက်တရွဲ့ကျွေကျသွားသောအတန်ကိုကြားလိုက်ရ၏ကျွန်တော်နာမည်ရှိကဦးတက်၍ခေါ်ပြန်ပါသည်မူလကလေးက ဘောတူညီမှုရှိထား၍ကျွန်တော်နာမည်ကိုနာမည်ရှိကဥတက်၍ခေါ်ခြင်းဖြစ်ပါသည်ထို့သောထိုသဘောတူညီမှုကိုကျွန်တော်ဖြတ်သိမ်းခြင်းနေပါသည်အသေးချာစဉ်းစားကြည့်တော့အခါထိုတို့ခေါ်ခြင်းကိုပင်ကျွန်တော်တာယာနှစ်သက်နေသလိုလိုကျွန်တော်ပခုံးပေါ်မှာခေါင်းမိဆောင်ငယ်၍စကားမပြတ်ပြောနေသောကောင်မလေးနီကျွန်တော်အသက်ရွယ်ကောဟာချက်တွင်ခြေစရာအကွက်တကွက်ချစ်တန်ကောင်းရင် အသက်ချင်းကွာပေမဲ့ကိစ္စမရှိပါဘူး။သူကငါကိုဦးလို့ခေါ်နေသားပဲဟုကျွန်တော်ရှင်ကတိတ်တိတ်ကြိတ်၍ကို့ဘသာကိုဖြည့်၍နေမိသီလား။အေးမြသောလေပြေလေညင်းသည် စကားများကို အာနာစွာတည်ဆောင်လာ၏။သူကိုကျွန်တော်ကိုယ်လုံးနှင့်ထွေပါ၍ကြွယ်ထားလိုက်ပါသည်။ပန်းချင်းတောင်းထဲမှအမွေးတစ်ထောင်ထောင်နှင့်ခူရတကောင်ပါလာ၏။ ဝမ်းပိုက်သည်စေ၍ခြေထောက်ပေါင်းများစွာသည်နီးရဲနူးညံ့နေ၏။မင်းက်ဖြံဘရောက်ပန်းများပွင့်လိမ့်မည်ဟု တစုံတစ်ယောက်က ပြောတော့ပြောပါသည်။ထိုသူကိုယုံကြည်ရန်ခလာ၏။မိမိဝါကလောမှနေခြင်းသည်ခေါင်းနှိမ့်နှိမ့်ပြပြနှင့်အနီအောင်ကားကလေးကိုစီးခြင်းသည်။လူရကြီးကိုနန်းအခွေကိုထပ်တလဲလဲဖွင့်၍မိုးလင်းသည့်အထိကြည်ခြင်းသည်။ ထမင်းပူပူကိုထောပတ်နှင့်နေ၍တကြားကလေးနေငယ်ဖြူကားစားခြင်းသည်ရုပ်ရှင်ဗီဒီယိုမကြည့်သောညများတွင်9နာရီခွဲအရာဝွင့်၍ညလေပိုင်းမှာရေသုံးကားတောက်၍အာယုံဥမှာရေတကားထက်တောက်၍မနေ့စင်နာရီခွဲမှအရာကထခြင်းသည်အရာကနို၍မျက်စိနှလုံးဖွင့်လိုက်သည်နီရှေ့သူရှူပြင်းပေါက်ဘောင်ပေါ်က ပန်းဝူထဲမှာခရမ်းရောင်တစ်ခွပန်းတစ်ခိုင်ပွင့်ပြီးသားဖြစ်စေခြင်းသည်သူ့လက်သေးခုံပေါ်ကလက်သေးဆူဆေးများကိုဖြက်စင်းနှင့်ဖြတ်တော့ခါမြင်မြန်ပြက်စေခြင်းသည်မြမပြီကိုကြီးကန်းတကောင်းမှမရှိတော့တိုင်းမီဖြစ်စေခြင်းသည်သဘောတူညီထားပါလျက်နဲ့ကျွန်တော်ကိုဥစော်အောင်ဟုသူခေါ်လိုက်တော့ခါကျွန်တော်မျက်စီမျက်နှာပြည့်၍စိတ်အလိုမကျဟန်ဆောင်စေခြင်းသည် ထိုးပြီးတောင်ကုန်းပေါ်မှာဖြစ်စီဟိုးအောက်ချောက်ထဲမှာဖြစ်စီတက်သားအင်္ဂလိပ်တလုံးစားပြီးကျွန်တော်နဲ့နှစ်ယောက်အတူနေခြင်းသည်မိမိဝါဤလူအေဆန္ဒတွေသည်စမ်းပြသည်ဟုမဆိုသားတော့လေအစီအစဉ်ညညမှုများကိမဲ့နေသည်လားဟု ကျွန်တော်တခါတရံတွေးမိသည် အစီအစဉ်ညညမှု မရှိခြင်းသေးပေလေအစီအစဉ်များဖြစ်နေသည်လားဟုလည်းတွေးမိသည် မိဝါရှိလိုက်တော့ခါမျက်စိများပိတ်သွားရင်သူ့ခြေထောက်ကလေးများအလုံးလှကြသည်ကျွန်တော်နှလုံးသားသည်မဲနေတော့အယောင်ရှိကြောင်းအကျဉ်း900မြောက်တည်လိုက်တော့ခဏမှာမိဝါ၏အသားများအလုံးဖြူစုကြောင်းတည်လိုက်ရ၏ဝရန္တာတောက်ရှိရေစစ်အိုမှာရေတစက်ချင်းတပေါက်ချင်းကျနေသောအတန်သည်စီချက်မှန်လွန်လာ၏ ပို၍မြင်လာအောင်ပို၍နှေးသွအောင်လှုပ်၍ရလင်းလှုပ်ချင်ပါသည်အလိုလှပညီညွတ်ပြပြအပြေကင်းသောဘဝရတန်ကိုကျွန်တော်မနှစ်သက်ပါကြောင့်ဟုထင်ပါသည်မိမိဝါဤအသက်ရှူသံများမြင်လာလိုက်နှေးသွလိုက်ဖြစ်သောအခါများတွင်ကျွန်တော်ရှင်ထဲမှာအေးနေ၏တာယာတလို့ကြည်နူးတလို့တစုံတစ်ခုကို နှမျောဝန်းနှင့်တသနေရသလိုခံစားရ၏နှီးစီပွင့်တပွင့်ဤပွင့်ချက်တွေပွင့်ဖက်တွေအထက်အလွှာတွေညီညွတ်ပြည့်ပြည့်နေတော့လေကောင်းကင်မှာ ထိုအရာမရှိခံစားမှုများသည်ပကံပြားထဲမှာလွင့်မျောရိုဖိတ်ရှန်ကြလာ၏လာ၏ရောင်ကြီးများသည်ဖြော့တော်နေသည်စောစောပိုင်းကမကြားလိုက်ရသောလှိုင်းပုတ်တံများ ပြန်လဲဆူညံလာသည်ကြားချင်းမကြားချင်းသည်အာယုံစိုက်မှုအပေါ်မှာမူတည်နေပါသည်မိမိဝါဤလုံးကြီးပေါ်မှာအပြောက်အဆက်အခန့်ရွယ်တို့သည်တခြင်းတစ်ပုတ်ကို အတူလို့၍ဆူနေကြသည်တဲပြင်းတဲ့သူပူနေဖြူဖွေးသော စားငန်ရှင်မျိုးများစိတ်ဝင်သွားသောအတန်ကိုကန်းဆက်တောင်ခုံပေါ်မှာကြေလောင်စွာကြားလိုက်ရသည်ဟုထင်မိ၏ ပင်လည်းဟိုဘက်အစွန်းမှာဘာရှိသလဲဘဝဤဟိုဘက်အစွန်းမှာဘာရှိသလဲခေါင်းခွန်တွေကအုံနောက်တွင်ဖေရှားလိုက်လေစပင်ဖြာဤဟိုဘက်စွန်းမှာဘာရှိသလဲမိဝါဤတွေ့ပြောင်းရှစ်ပတ်သောလက်မောင်းကလေးများကိုဖေရှားလိုက်တော့ခါထိမ့်ချုပ်ထောက်သောပေါက်ကွဲမှုဤဟိုဘက်တွင်ဘာရှိသလဲအဝါရောင် ကန္နမပန်းပွင့်တပွင့်ထိုးထည့်ထားသော155မီလီမီတာဟောဝေစာအမြောက်ပြောင်းဝါဤဟိုဘက်မှာပါရှိသည်လေထမင်းမဆာရသည်သော ကလေးငယ်အစာအိမ်ဟိုဘက်စွန်းမှာပါရှိသည်လေမိဝါဤကျိုးတိုင်းဖနဲ့မှာ အနီရောင်တည်ရီတစ်ချောင်းအနက်ရောင်တည်ရီတစ်ချောင်းနှစ်ချောင်းဆက်၍ဆက်ထားသောနေရာဤဟိုဘက်စွန်းမှာစောစောအောင်ဤ ပျော်ရွှင်ချမ်းမြေ့သောဟုတ်ယောင်ထင်မှုများရှိ၏ခတ်ဝေဝေမှ ခွေးတွေဟောင်းနေသည်အုံးလက်အုံးရွက်တို့၏ပြောင်ချောမှတင်သောကြောပြင်ပေါ်သို့တလာတီလာရောက်သည် လွစ်စင်တောက်ပါလျက်ဆက်ဝိုင်းငယ်များဖြစ်ကားပြေးသွား၏လာရောက်ကြီးဆက်ဝိုင်းကွင်းများတစ်ခုတွင်တစ်ခုဝီဟိုးအဝေးသို့ပြေးသွားသောအခါကြံရိတ်ခဲ့သောတိတ်ဆိတ်ညင်သက်ခြင်းသည်ဘယ်ယာနှင်းမှ နိုင်တူမြအောင်အေးမြလန်းဆန်းကြောင်းကောင်းကောင်းသဘောပေါက်ခဲ့ရပြီ။ချူမြနှဲ့စွာ တချင်းဆူတတ်သော ပလဲကအခုတော့အာလုံးစိတ်ညစ်ရပြီဟု ဆိုသွားသည်ထင်ပါသည်။ကျွန်တော်တို့အလွန်ပျော်နေကြပါသည်။တခုစီတခုစီကြည့်လေ။ဘာမှမလှသောမိမိဝါဤအလုံးစုံသောအပေါင်းစုသည်တတန်းသောအသေးဖြစ် ထိန်လင်းစွာလှပခြင်း ဘဘူးရုပ်ကိုဤမမကန်ကန်းချီတွင် ထူလုပ်ခဲ့ပါ၏။ချစ်နှက်သမီး Venus သည်ခါတော်၍ဝမ်းပြင်သားမောက်လုံးသည်မိုနာလီဇာ၏အပြုံးသည် စိတ်မပါသည့်အပြင် သူ့ရင်သည်ကြားချက်လွန်နေ၏။ကဘာပေါ်မှကြောပြင်အလားဆုံးဟု ဆိုကြတော့ Rockwell Welsh ၏ပခုံးယူများကြီးလွန်သည် အပြစ်ဆိုသည်မှရှိစမြဲပါပဲ။အသားဖြူဖြူအရက်ပူပူမိမိဝါသည် အတော်အသင့်မြတ်မကလိုလားအပ်သောမိန်းကလေးတယောက်ဖြစ်သည်။သူနှင့်အတူတကွပြည်နေချင်းသည်ပင်လင်းညင်းပယ်၍ရနိုင်မည်မထင်သောနှစ်သက်ဖွယ်ရာမင်္ဂလာဖြစ်၏။အပွင့်ဟောင်းထဲကရနေသည် တခါတရံတစ်လွင်နေတတ်ပါသည်။ဟော့ဖ်လစ်ကအရာအလုံးတွင်ကြပြရှိ၏ဟုဆိုဘူးသည်။မိမိဝါသည်ကာယံမပါသောကြပြတပုတ်ပြင်ဖြစ်ကြောင်းဆူဆွတ်သောတဲမြေပွားပေါ်မှာ ထင်ကျန်ရည်သည်ခြေရများကအတီးပြုပြောကြကြသည်ပြည်ရင်ညီငွေဖွဲအလင်းငါများဂုံရတာများနမိတ်ပုံများကို ဖြစ်ဖြစ်တောက်လောင်နေသော လက်ပြနှုတ်ဆက်ခြင်းမိပုံတဲ့သူအခမ်းအနားနှင့်ထဲလိုက်ဖို့လိုပါသည် အမွေးအတောင်ရရဲနေသောမျက်လုံးမျက်စံသွေးရောင်ဆူစွာတောက်ပါသောနှင့်မီလီယံငတ်သည်ခုံထွက်ပြန်တန်းကဤကဘာကိုသုံးပတ်ပတ်၍ ကောင်းချီးပေးပါလိမ့်မည်ဟုထင်ပါသည်အပြစ်များဖြင့်မဲမောင်ညစ်ကြူနေသောမိမိဝါဤအသက်ရှင်ဖြစ်တည်နေခြင်းကိုကျွန်တော်ငြင်းပယ်၍မရပါ ထိုအကြောင်းကို မောင်မကန်ကန်းချီတောင်ခုံများကတီးပါသည်အုံးလက်ပေါ်ကလာရောင်ကြီးများတီးပါသည်စားငန်နဲ့ငညီနဲ့တို့ရောရှက်သော မြူငွေပြပြတို့ကတီးပါသည်ရေစစ်အိုးမှာ တဆက်ဆက်ကြနေသောရေဆက်ရေပေါက်တန်တို့ကဒီပါသည် အချစ်ဆိုသည်မှာပိုင်ဆိုင်မှုလားပိတ်ဆက်ခြင်းလားရယူခြင်းလားဘာလားညာလားတို့ခင်နောက်ကြသွားပြီဟုထင်ပါသည်တာဝန်ယူမှုတစ်ခုခုတော့ရှိရမည်ဟုတယောက်ယောက်ကပြောကြပါသည် ထိုစကားသည် အနှစ်6000လောက်ကြာမြင့်အောင်အိုဟောင်းခဲ့လိမ့်မည် မိမိဝါ၏အလုံးစုံကိုကျွန်တော်၏အချင်းများကတာဝန်ယူခဲ့သည်မှာပင်လယ်ရှင်ငံတို့ဖြင့်ဆူဆွတ်သောပထမဆုံးအိမ်မက်မက်ခဲစင်ကပင်ဖြစ်ကြောင်းရေးကြီးခွင့်ကြဲပြောဖွယ်မရှိပါမိမိဝါကိုနေတာဖြူပန်းပြောက်တတားထဲမှထည့်၍ဘာမှမရှိသောကျွန်တော်ဦးခေါင်းထဲမှတင်ရွက်၍ဒုရီယာမြောက်မိုးကုတ်စဝိုင်းရှိရာအရက်သို့သွားပါမည် တတ်တက်ခဏီအောင် တောက်ပစွာထဲဝါလှသောမိုက်မဲမှုကိုဘဝတဘဝစာမြဈေးကြီးပြည့်ဝယ်ယူလိုက်သည့်အတွက်နောက်တစ်ခါထပ်၍စဉ်းစားရန်မရှိပါမိဘကိုပြင်ဦးလေးအတန်း22မိုက်မှာကျွန်တော်စတင်တွေ့ခဲ့ပါသည်မောင်မကန်ကန်းချီမှာဘရောက်ပန်းတွေပွင့်နေပြီလားရှေးလျားလွန်းသောညသည် တစစီပြက်တော်ရီသွား၏ ပြင်းထန်ကြေလောင်သော ဆုတ်ထိုးတန်းသည်တစုံတစ်ခုကိုသတိပေးနေသလိုဖြစ်၏။တည့်ရွက်များကြွေသည်။လေသည်မွန်းချက်ပိတ်လောင်နေသော နေရာတစ်ခုထဲမှပုတ်တိုးသွားလျက်ရှိနေသည်။တစ်ချက်တစ်ချက် ဝင်းလက်သောလင်းရောင်ဘယ်စီကလာမှန်းမသိပါ။သို့သောအားပြောလိုက်မကြည်နှချင်းရင်နဲ့များသည်အစွတ်မပါသောခေါင်းကိုပွေပိုက်ထား၏။စာရွက်အဖြူပေါ်မှာ ခနှဲများသည်လိုအပ်သည့်ထက်ပို၍ကြီးနေကြ၏ဘယ်သောအခါမှ မေ့၍ရလိမ့်မည်မဟုတ်သော ဖြစ်ရမြကလှုပ်ရှားနေကြသည်ဘယ်သူတွေဘာဖြစ်နေတာလဲအမြင့်ဆုံးတစ်ကိုင်းများမှတစ်တီးသည် အချို့အမြင့်ဆုံးဖြစ်ပါလိမ့်မည်စင်စွဲဖြစ်ထုလုပ်ထားသောငရုတကောင်သည် အဖော်ကိုပြည့်၍တချင်းဆိုရင်ဂျိုပန်နေသည်ဟာစိတ်မြသော ဝယုံပင်ကြမှာမိုးရေဆက်ငှက်တဲ့ချင်းမဆိုတော့ပြီမိုးစင်စင်လေးမှ မနက်ခင်းကို တွေ့ရလိမ့်မည်ဖြစ်ကြောင်းကျွန်တော်သိတော့လေညာဤအစိတ်တစိတ်ထဲမှာကြပြားကို ရှာ၍ကြည့်မိသည်မိမိဝါဤအသက်ရှူတန်းတူတူညင်ညင်သည်အဆက်မသောချင်းသိလေပြေကာရဲ့ပမာတနာဆရာဖြစ်ပြေဝါနေ၏ညတာဤရှေလွန်ချင်းဖြစ်ကို မျောလင်းချက်ပြင်းနေကိုရင်စဉ်းစားမိတော့အတွေ့အီအချင်းနီးမဖြစ်တန်ရလာရောက်ကြည့်သည်တန်ကြီးတက်စပြုသောနို့စီကတ်အတွင်မှပုံရှူသွား၏အင်းမြလက်ဆက်စွာ အမောများကိုပြည့်ရော့စီသော လေပြင်းညင်းသည် ပင်လေပြင်းအောင်ကြောက်စွန်းကြောက်ခဲရေကြီးရွက်တို့ကြားတွင်တွား၍နေ၏လွမ်းမာသည် လွမ်းမာသည် ဖြူဖွေးနူးညံ့သော ဝါကုန်းတဆုပ်ဖြီးအချင်းချင်းရိုက်ပုတ်ထောင်းထုသောကြောင့်ဥကောင်းတစ်ခုလုံးကျိန်ဆက်၍နေလိမ့်ပြီကြေကွဲချင်းများကို လုံဆောင်စွာတင်းစီထားစရာနေရာရှာ၍လည်းမတွေ့ပင့်ကူအကောင်900သည်ညည်းရဲပြောင်လက်သောပန်းသီးကို9မိနစ်အတွင်းကုန်စင်အောင်စားပြစ်လိုက်ကြသည် တိတ်ဆိတ်ချင်းသည်စူးရှစွာရှင်ထဲသို့ဝင်ရောက်လာသည် မိဝါသည်အိပ်ပြောလျက်ရှိ။ညကရှေ့လျားလွန်တော်လဲအစိတ်စိတ်အမွားမွား꿰၍ပင်လယ်ထဲသို့ဆင်းနေသည်။ရင်ထဲကတိတ်ဆိတ်ချင်းသည်ကြဲလောင်စွာပေါက်꿰၏။သူ့ကိုကျွန်တော်ချင်နေချောင်းအတိမတ်ဖြူသည့်ထောက်ခံစာပေါ်မှာအနီရောက်ကြက်ချီကတခုပါလာသည်။မမကန်ကန်းချီမှာဗရောက်ပန်းများမပွေမှာမမကန်ကန်းချီမှာ ဗရောက်ပန်းများကျွေးနေသည်မောင်မကန်ကန်းချီမှာဗရောက်ပန်းများမပွေမှာမောင်မကန်ကန်းချီမှာဗရောက်ပန်းများပွေနေသည်မိဘသည်ဗရောက်ပန်းတစ်ခတ်ဖြီထိုဗရောက်ပန်းတစ်ခတ်သည်ကျိုးတိုင်းဖနက်ပပကလေးတရန်စီထား၏မောင်မကန်ကန်းချီမှာမိဘသည်ကြောင်ကြမဲ့ជីနူးစွာအိပ်ပြောနေ၏ကျွန်တော်သည် ညတဲ့သူတိုးဝင်နေသည်လိုက်မယ်ဆိုရင်ထတော်လီမိဝါစောစောအောင်1986